အားလုံးပဲမင်္ဂလာပါဒီသင်ခန်းစာကတော့ English Grammar and Use စာအုပ်အပြာရောင်ရဲ့ Unit 32ဖြစ်ပါတယ်ခေါင်းစဉ်မှာကတော့ Must not နဲ့ Need not အကြောင်းပေါ့နော်အဓိကကတော့ကျွန်တော်ကအရှိအခမ်းမှာ Must Must not have to ပေါ့နော် do not have to အဲ့ဒီအကြောင်းတွေပြပြထားပြတာဖြစ်တဲ့အတွက်အများကြီးတော့ပြောမှာမဟုတ်ဘူးအဓိကပြောမှာကတော့ need not အကြောင်းပေါ့နော် need ရဲ့မူလအဓိပ္ပာယ်ကလိုအပ်သည်ပေါ့လေမြန်မာလိုဒါအနည်းဆုံးဘာသာပြန်ရင်လိုအပ်သည်ပေါ့အဲ့တော့အငင်းလုံမယ်ဆိုရင် तू က need နောက်မှာ not လေးပေါင်းပြီးတော့သူမဟုတ်ရင်အတူကောက်ပေါ့နော် needn ဆိုပြီးတော့ရေးလို့ရသလိုဘတ်တူဒူးနဲ့ do not need to ဆိုပြီးတော့ရေးလို့လည်းရတယ်နှစ်ခုလုံးကြိုက်တာရေးပေါ့နော်သူ့ရဲ့အတိတ်ပဲဘာလဲဆိုတော့သူကလွတ်ဖို့မလိုဒါပေမဲ့လွတ်ချင်ရင်လွတ်လို့ရတယ် if you want to do it ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းရတယ်အဲ့လိုအခြေအနေမျိုးမှာသုံးတယ်ပေါ့နော်ဆိုတော့ဒီနှစ်ခု အဲတခုရှိတာပေါ့လေဒီသင်္ကန်းစာက series light သွားတာဖြစ်တဲ့အတွက်တချို့တော့အာသင်္ကန်းစာကကျွန်တော်တို့ကြားဖြတ်ပြီးကြည့်မယ်ဆိုလို့ရှိရင်နားလည်ချင်မှနားလည်မယ်အဲ့ခါကျလို့ရှိရင်ရှေ့မှာတင်ခဲ့တဲ့ဆက်ဆက်ဗီဒီယိုတွေကိုတော့တွားပြီးတော့ပြန်ကြည့်စေချင်တယ်ပေါ့နော်အခုဒီဗီဒီယိုဆိုလို့ရှိရင်လည်းရှေ့မှာတင်ခဲ့တဲ့ဒါ must to have to တို့စသဖြင့်ပေါ့လေကျွန်တော်တို့ model verb တွေပေါ့နော်အဲ့ဒီတင်ခဲ့တဲ့သင်္ကန်းစာတွေကိုပြန်ကြည့်စေချင်ပါတယ်ကဲအဲ့ဒါဆိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်အဲ့ဒီ need not မှာလည်းပဲကျွန်တော်တို့ helpless battery ပေါင်းလို့ရတယ် perfect ပေါ့ဗျာ perfect ပေါင်းလို့ရတယ်အဲ့ဒါကဒီအကြောင်းကလည်းကျွန်တော်တို့အကျေတဝက်အနေနဲ့ဆိုရင်ဟိုးအရှိရခန်းနေမှာ essential grammar in use ဆောက်အနေအောင်မှာကအစတင်ထားပြီးသားပေါ့လေဆိုတော့ဒါပေမဲ့ဒီမှာလည်းပြန်ရှင်းပြရမယ်ပေါ့နော်ဒီမှာက need not helpless battery ဆို helpless battery ဆိုတော့ be poo လုတ်ပြီးသွားပြီပေါ့ဆိုတော့လုတ်ဖို့မလိုအပ်တဲ့ဟာကိုသူလုတ်ပြီးသွားပြီသူမသိလို့လုတ်လိုက်တာကွာသိရမလားလုတ်ဖို့မလိုအပ်ဘူးဆိုတော့လူတယောက်ကသူကအဲသူ့ကောင်မလေးနဲ့ ဒိတ်ဖို့ပေါ့နော်သူကဒီ7000ဆိုင်တစ်ဆိုင်မှာသူက reserve လုပ်လိုက်တယ်ပေါ့ booking လှမ်းတင်လိုက်တယ်ပေါ့အဲ့တော့ကျွန်တော်နှစ်ယောက်လာပါမယ်ဆိုပြီးတော့သူကခုံမလောက်မှဆိုလို့နေရာမရမှဆိုလို့သူ booking တင်လိုက်တာဖုန်းဆက်ပြီးတော့ဒါပေမဲ့7000ဆိုင်လည်းရောက်လဲရောက်သွားရောလူကရှင်းနေတယ်ဆိုတော့အဲ့ကျမှသူတိလိုက်တယ်ဩငါတို့ booking မတင်လဲရနေတာခုဆိုတော့အဲ့လိုအချိန်မျိုးကပြောမယ်ဆိုလို့ရှိရင်ဒါလေးသုံးလို့ရတယ်ရမယ်နော်လုတ်ဖို့မလိုအပ်ဘူးဒါပေမဲ့သူလုတ်လိုက်တယ်ဒါလုတ်ရတာလည်းကိစ္စမရှိဘူးနော် နောက်တစ်ခုကကြတော့ past tense နဲ့ညင်းထားတဲ့ဟာပေါ့နော် did not need to ပေါ့လေ did not need to ပဲ zero ပေါ့အတိတ်ကာလတစ်ခုမှာပေါ့နော်လုဖို့မလိုအပ်ခဲ့ဘူးဒါပေမဲ့ तू လုခဲ့တယ်အဲ့လုခဲ့လေ doesn't matter ကိစ္စမရှိဘူးအဲ့လိုအခြေအနေမျိုးကိုပြောလို့ရှိရင်ဒါတွေသုံးတယ်ဆိုတော့ဒီခန်းကတော့အများကြီးပြောကြမှာမရှိဘူးပေါ့နော်ကျွန်တော်တို့ဒီ unit 32စာအုပ်အပြာရောင်ရဲ့ဒီရှင်းလင်းချက်လေးကိုတွားကြည့်မယ်ဆိုလို့ရှိရင်ရှင်းသွားလိမ့်မယ်ပြီးကြလို့ရှိရင်သူ့ဘေးက exercise လေးကိုလုပ်ကြည့်လိုက်လို့ရှိရင်နားလည်သွားမှာဖြစ်ပါတယ် ဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်